ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့အရန်စားလို့ကောင်းတဲ့အာလူမာလာချက်ပြသွားပါမယ်ရှင်။အရင်ဦးဆုံးအာလူတွေကို အခွန်ခွာပြီးအချောင်းအချောင်းလေးတွေလွှာထားပါမယ်။ အလူတွေလွာပြီးပြီဆိုလို့ရှိရင်ရေပွက်ပွက်စုမှာစားအနေငယ်ထည့်ပြီးအလူတွေကို3မိနစ်ခန့်ပြုတ်ပါမယ်ရှင် ပြုတ်ထားတဲ့အာလူးတွေကိုရေကက်ချင်မနေအောင်တ िश ူနဲ့သုတ်ပါမယ်ရှင်။တ िश ူကိုတော့ရေနဲ့ထိရင်မကတ်မပြဲတဲ့တ िश ူသုံးပေးပါနော်။ ပြီးရင်တော့ပြောင်းကုန်မှုထည့်ပြီးအာလူတွေကိုနေပါမယ်ရှင် ပြီးရင်အာလူးတွေကြော်ပါမယ်။ဒီအေးအေးနဲ့ပဲကြော်ပါမယ်ရှင်။

ပြင်တော့ဟိုနေ့တုန်းကချက်ထားတဲ့မာလာအနစ်ထည့်ပါမယ်။မာလာအနစ်ချက်နည်းကိုတော့ post အောက်ကလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။မာလာအမုံလည်းထည့်ပါမယ်။နန်းထည့်ပါမယ်ရှင်။ပြီးရင်တော့ကြော်ထားတဲ့အာလူတွေထည့်ပြီးတော့မွေးပါမယ်။ ခုဆိုရင်အရန်စားလို့ကောင်းတဲ့အာလူမာလာရပါပြီရှင်မွေးလဲမွေးပြီးဂရင်းရှင်းနဲ့ပူစီနံရွက်လေးထည့်ပြီးတော့အလားစင်ပြီးပြီဆိုလို့ရှိရင်သုံးဆောင်ဖို့အတွက် ready ဖြစ်ပါပြီရှင် အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။